ုတို့အလွန်နှစ်ချိုက်တဲ့ကြိုက်တဲ့အသုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဒီသုတ်တန်လေးကိုဘယ်ကနေစပြီးတော့ပြောရင်တော့ဆိုတော့လူတိုင်းကြားဖို့နေတဲ့ဂါထာလေးကနေစပြီးတော့ပြောခြင်းဣဇေဝကိစ္စမာတ္တဗံကောဇေညာမရဏံသူဝေနာဟီနောသင်္ကရံတေနမဟာတေနေနမေစုနာအတိဘေကဘာပြောတာတော့ဣဇေဝကိစ္စမာတ္တဗံ လုတ်တင်လုတ်ထိုက်တဲ့ဒီကောင်းမြတ်တဲ့အလုတ်ကိုဒီကနေ့ပဲလုတ်ဖြစ်အောင်လုပ်လိုက်ပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ကောစင်ညာမရဏတုဝေမနေ့ပြန်မှာ ရှင်တန်ခွင့်ရဦးမယ်မရဘူးဆိုတာကိုဘယ်သူမှအတိအကျမသိနိုင်လို့ပါတဲ့။ဘာလို့မနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးလို့ဘာလို့မသိနိုင်တာတုံးဆိုတော့နာဟိနောတင်ကရန်တေနမဟာတေနေနမေဇုနာ မဟာတိနေနမေဇုနာ များစွာသောစਿੱတိရှိသောတေမင်းနဲ့နာဟိနောတင်္ကရန်တေနာတို့တွေမှာမပင်နေပဲချင်းဘလို့နေထားမျိုးမှာတွေ့ရမယ်ကြုံရမယ်လို့ချိမ့်ချက်ထားတာမရှိလို့ပါပဲတဲ့နော်အလွန်မှစိတ်ထဲမှာဆွေးမြေ့ထားတဲ့ ਨੇ တေသနာလေးတစ်ပုဒ်လို့ဆိုခြင်းပါတယ်ဟုတ်လားဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ပါ ဘာဖြစ်လို့လဲမနေ့ပြန်ဆိုတာနေရမယ်မနေရဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်လို့ဘာလို့မသိနိုင်တာတုံးဆိုတော့ညာစွာသောစਿੱတိရှိတဲ့တေမင်းနဲ့တတ္တဝါတွေကပဲချင်းတွေ့ရမယ်လို့ချင်းချက်ထားတာမရှိလို့တဲ့အဲ့ညာစွာသောစਿੱတိရှိသောတေမင်းဆိုတာဒီကဒီခန္ဓာကိုယ်ကြီးကိုပြောတာညာစွာသောစਿੱတိရှိတယ်ဆိုတာကအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားနိုင်တယ်ဆိုတာကိုယဉ်ညွှန်းတာအကြောင်းမျိုးမျိုးကြောင့်ခန္ဓာကိုယ်ကြီးဟာ ပြက်နိုင်တယ်ခန္ဓာကိုယ်ကြီးကိုယ်တိုင်ကတည်မဲမဲအကြောင်းမျိုးမျိုးကြောင့်ပြက်နိုင်တယ်တပစ္စည်းတရားအကြောင်းတရားတွေအများကြီးရှိတယ်အဲ့ဒါကိုကြတော့များစွာသောစਿੱတိလို့ဒီလိုရည်ညွှန်းတယ်နော်အဲ့တော့များစွာသောစਿੱတိရှိသောတည်မင်းဆိုတာဘာပြောတာတော့အကြောင်းမျိုးမျိုးကြောင့်ပျက်စီးနိုင်တဲ့ဤခန္ဓာကိုယ်ဟုတ်လားအဲ့တော့ဒီတည်မင်းနဲ့ကိုယ်နဲ့ချိန်ထားတာမရှိဘူးဆိုတာတင်စားပြောတာဟုတ်လားအဓိကက မိမိတို့သောကြောင်းတရားတွေကြောင့်ပျက်စီးသွားနိုင်တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မိမိတို့ရဲ့အနေအထားတဘဲချိန်မှာပျက်စီးမယ်ဘဲချိန်ကျမှတို့လုံးကြဆိုလို့ချိန်ချက်ထားတာတီလုံးတိုက်ထားတာမရှိဘူးတဲ့ဆိုလိုတာကအကြောင်းအားလျော်စွာဖြစ်ချင်တာဖြစ်သွားနိုင်တယ်ပေါ့နော်ပြောရရင် ရှင်းသန်းနေရတဲ့ဒီဘဝလေးကမတေချာမှုမရေရာမှုတွေနဲ့တွားနေတာဘုဒ္ဓတဲ့သဘာဝဉာဏ်ပညာနှုတ်နေလို့သာကိုယ်ဘဝကိုအခိုင်အမာသဘောထားပြီးတော့ နာဂတ်အတွက်အမျိုးမျိုးစဉ်းစားကြံစပြီးတော့နော်နေကြထိုင်ကြပြောကြဆိုကြလှုပ်ကြကြိုင်ကြတာတကယ်တကယ်ကဘုဖုံတို့ဘဝရဲ့အခြေအနေမှန်ကဘလို့သဘောနဲ့သွားနေတာတို့မတိကြမှုနဲ့သွားနေနော်အခြေမရွေးဘာမှမရှိဖြစ်သွားနိုင်တဲ့အနေအထားပေါ့အဲ့ဒါကိုကအမှန်တရားကြီးပဲတတိခန္ဓာကိုယ်ထဲမှာဘုဖုံတို့ပြည့်စည်ဖို့အတွက်ဘလို့ຢာတွေဖောက်ပြန်နေတယ်ဘာတွေဖြစ်နေတယ်လို့ဘုဖုံတို့မသိနိုင်ဘူး အထူးသဖြင့်အသက်40 50 60အရွယ်တွေဆိုလို့ရှိရင်ဒါမသိနိုင်ဘူးနှုတ်ကင်စာဖြစ်เสียအကြောင်းတရားတွေလည်းထဲထဲမှာဖြစ်ချင်းဖြစ်နေမှာပဲအကောင်အထည်ပေါ်မလာသေးတာပဲရှိမယ်ပေါ့နော်တချို့ဆိုရင်ဆိုကြပါစို့ဆေးသွားဆေးလို့ကင်စာလို့ဖြစ်တယ်ဒါလွန်ခဲ့တဲ့3လလောက်တည်းကစာသူကအထဲမှာတီဆောက်နေတယ်ကိုသိသလားမသိဘူးသွားစစ်မှသာတွေ့ရတာကိုဟုတ်လားအတာတက်20 30အရွယ်လေးတွေလည်းဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့တော့တကယ်တကယ်ကတော့ ဘယ်ရွယ်လို့ကိုပြောရဖို့ပြောဖို့အတိအကျပြောဖို့မလွယ်ပါဘူးเนาะအွယ်တိုင်းမှာအမျိုးမျိုးသောဆိုးတဲ့အခြေအနေတွေဟာဖြစ်နိုင်တာပဲဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲသူ့ရဲ့ဒီဆောက်ထားပုံကိုကားစเนาะပျက်စီးမှုတွေကို ရှေ့ရှုပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝကြီးပဲဟုတ်လားဘလောက်ပဲခိုင်မာပါတယ်ဆိုတဲ့လူပဲဖြစ်ဖြစ်အလွန်ဆုံးနှစ်ပေါင်း100ပို့နေနေပဲလို့ဒါဘုရားဟောတာဟုတ်လား ဒီခေတ်မှာအဲ့လောက်အသက်ရှည်တဲ့လူလည်းပဲဒါလွန်ရှားတယ်လို့ဆိုနိုင်ပါတယ်အဲ့ဒါပြောရင်တာကဘာတော့ညာစွာသောစਿੱတိရှိတဲ့သေမင်းနဲ့ချိမ့်ချက်ထားတာမရှိဘူးဆိုတာပါလေပျက်စီးတရားကြောင်းတရားအလွန်များပြားတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမိတို့တွေဟာအဲ့ဘယ်ချိန်မှာပြက်ကြဆို့ဘယ်ချိန်ကျမှပြက်မယ်လို့ချိမ့်ထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့မနှက်ဖြန်ဆိုတာတောင်းသေးကြတဲ့သဘော မရှိဘူးပေါ့နော် အဲ့လိုမနှဲပြန်တော့မသေးကြဘူးဆိုတော့တပတ်ခါဖနှွက်ကဆိုတော့တော့ပြောမနေနဲ့ပေါ့ဆိုတဲ့အတိပဲကဟုတ်လားဒါကြောင့်မို့လို့ဒီနေ့ဒီပင်လည်းရင်တော့လှုပ်တင်လှုပ်ထိုက်တဲ့အလုတ်ကိုအလုတ်တင်ဆုံးအချိန်လို့တာမြတ်စွာဘုရားရွေးချယ်ပြီးတော့ပြတယ်ဟုတ်လားအဲ့တော့အဲ့လောက်အကြီးကြီးမြတ်စွာဘုရားတော့လှုပ်ခိုင်းတဲ့အလုတ်ကဘလို့အလုတ်မျိုးတော့အခုဘုံဘုံပြောနေတဲ့ဒီကာထာလေးကဗတ္တိကာရတ္တတုတ်တန်ထဲမှာလာတဲ့ကာထာလေး သူ့ရဲ့ရှေးကအရင်နှခါထာမြတ်စွာဘုရားဟောထားတယ်။အဲ့ဒီနှခါထာကမမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုပုံဖော်ပြထားတာပေါ့နော်။ဒီနေပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်မနဲ့ပြန်ဆိုတာမသေးကြဘူး။ဘာဖြစ်လို့တော့ပျက်စီးစရာအကြောင်းတရားအများကြီးရှိတဲ့ဒီခန္ဓာကိုယ်နဲ့ချိန်ထားတာမရှိလို့။ဘယ်ချိန်ကျမှပြက်ကြမယ်လို့တီလုံးတိုက်ထားတာမရှိလို့။အဲ့လောက်ထိပြောရလောက်အောင်အရေးပါတဲ့လုပ်ငန်းကဘယ်လိုလုပ်ငန်းမျိုးတော့အခုကိုလှုပ်လိုက်ပါကွာလို့ပြောရလောက်အောင်အရေးကြီးတဲ့အလုပ်ကဘယ်လိုလုပ်ငန်းမျိုးတော့ အဲ့ဒါရှေ့နဂါထာကအဲ့ဒါကိုမြတ်စွာဘုရားညွှန်ပြထားတာဒါအနှစ်ချုပ်ပြီးတော့ဘုံဘုံတို့ပြောတဲ့အနေထားလေးမို့လို့အကြံမြင့်လေးပဲပြောတာပေါ့နော်အဲ့တော့ဘယ်လိုမြတ်စွာဘုရားကအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုတော့ဒီနေ့ပဲလှုပ်လိုက်ပါလို့တိုက်တွန်းလိုက်တဲ့လုပ်ငန်းစဉ်ကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်ပြတော့အတိတဏနာဂမိယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာ ရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီကဒါလေးရဲ့အတိတ်ပဲကဟုတ်လားပြီးခဲ့တာတွေဟာပြီးခဲ့ပြီဘာမှမရှိတော့ဘူးရှားလို့လည်းမတွေ့နိုင်တော့ဘူးတကယ်ကတကယ်ကိုထာဝရပြီးခဲ့ပျောက်ခဲ့တော့တာတော့မနေတော့ကိစ္စအရင်လာကိစ္စအရင်နှစ်ကကိစ္စဟာအဲ့ဒါတွေအဲ့လောက်ဝေးတာတွေထားလိုက်အောင်ခုတင်လေးဖြစ်ခဲ့တဲ့ကိစ္စကိုတကယ်ကမရှိတော့ဘူးဒါကြောင့်မြတ်စွာဘုရားအတိတ်ကိုဘလို့မှန်မှန်ကန်ကန်သုံးသပ်ပြတော့ ယရတီတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီဘာမှမရှိတော့ဘူးတဲ့အဲအဲ့လောက်တော့ပြပြတာတာပြောထားတာအဲ့ဒါကြောင့်မလို့အတီတံနာနာကမေယပြီးခဲ့ပြီသားတွေနဲ့ပတ်သက်ပြီးတော့ဘာမှအဲ့ဒါရဲ့စိတ်ထဲမှာအကုသိုလ်တွေမဖြစ်စေနဲ့ပူလောင်မှုတွေမဖြစ်စေနဲ့ဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူးနေတာလောင်းနေတာဒါဘလောက်မိန်မဲရရောက်လဲဆိုတဲ့အတိပ္ပေမျိုးထိကိုကတွေ့တဲ့ရမှာနော်အနာဂတ်ကိုကြည့်တော့မြတ်စွာဘုရားဘလို့ဘလို့သုံးသပ်ပြတော့အပ္ပတ္တင်္စအနာဂတံ နာဂကရောက်မလာသေးဘူးတဲ့ဟောရောက်မလာသေးဘူးဆိုတော့ဆန္ဒတွေသိစိုးမနေနဲ့သူလည်းတကယ်မရှိသေးဘူးလို့ပြောတာပဲဟုတ်လားဒါကြောင့်တကယ်မရှိသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကိုနော်ရာဂဒေါသမောဟတို့ဖြင့်မပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့လို့ပြောတာဟုတ်လားဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာကြောင့်လဲအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အလွန်ကောင်းတဲ့ဒေသနာလေးရေနော်အဲ့ဒါလိုလေးသုံးသပ်ပြပြီးတော့မြတ်စွာဘုရားက အဲ့လိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့တကယ်လက်တွေ့မှာဘလို့နေမလို့။ဟောဒုတိယကထာပိဿုပန္နေသယောဓမ္မတတ္ထတ္ထဝိပတ္တိအတန်ဟိရအတန်ကုတ်ပံတံဝိရမနုပြုဟေ။အခုလောလောဆယ်ပိဿုပအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှာဖြစ်ဖြစ်နေတဲ့ယုံ nant တဘာဝတရားလေးတွေပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ဟုတ်လား။အခုလောလောဆယ်ပိဿုပအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှာဖြစ်ဖြစ်နေတဲ့ ဥပြီးတော့ရှင်းအောင်ပြောရင်မြင်းမြင်နေတဲ့ကြားကြားနေတဲ့တွေးတွေးနေတဲ့ခံစားခံစားနေတဲ့သဘာဝလေးတွေဟုတ်လားအဲ့ဒီပစ္စုပန်မှာဖြစ်နေတဲ့အခိုက်အတန့်ပဲအဲ့ဒီသဘာဝတရားလေးတွေကိုသူတို့ဟာဘလို့သဘောရှိသလဲဆိုပြီးတော့သူတို့ရဲ့သဘောလေးတွေကိုအမှန်မြင်အောင်ကြည်နေတဲ့ပစ္စုပန်နဲ့စယောဓမ္မတတ္ထတတ္ထဝိပတ္တိအခုလောလောဆယ်ဖြစ်ဖြစ်နေတဲ့သဘောလေးကိုအမှန်အတိုင်းမြင်အောင်ကြည်ကြည်နေတဲ့ အမှန်တိုင်းမြင်အောင်ကြည့်တယ်ဝိပဿတိဝိပဿနာဟုတ်လားကိုဘုန်းတို့ရဲ့ပဂတိမျက်စိကအမှန်တိုင်းမြင်တာမဟုတ်ဘူးအပေါ်ရံအယောင်နေလောက်ကိုပဲလှတယ်မလှဘူးကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလောက်ပဲမြင်တာအပေါ်ရံပဲမြင်တာအဲ့လိုအပေါ်ရံမြင်တော့ကြိုက်တယ်မကြိုက်ဘူးနဲ့ပဲတော့တုံ့ပြန်ပြီးတော့ဆင်းရဲခြင်းနဲ့ပဲအဆုံးသတ်သွားတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကြည့်ကောင်းတယ်ကြည့်မကောင်းဘူးဆိုတဲ့အမြင်နော်ကြိုက်ချင်းမကြိုက်ဖြစ်ဖြစ်တုံ့ပြန်မှုဆင်းရဲဒုက္ခဖြစ်အဆုံးသတ်မှုအဲ့ဒါတွေမဖြစ်စေဖို့ ဟုတ်လားအဲ့ဒီကြည်ကောင်းတယ်ကြည်မကောင်းဘူးလို့ထင်နေတဲ့အရာတွေရဲ့အပေါ်မှာအမှန်မြင်အောင်ကြည်ခိုင်းတာအဲ့ဒါတွေကဘလို့သဘောရှိတုံတကယ်ကအနိစ္စဒုက္ခအနတ္တပဲလေဖြစ်နေတဲ့တရားတွေကအနိစ္စဒုက္ခအနတ္တပဲမမြဲတဲ့သဘောမကောင်းတဲ့သဘောနော်ကိုဖြစ်ချင်တိုင်းမဖြစ်တဲ့သဘောသူ့အကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောဟုတ်လားမမြဲတဲ့သဘောမကောင်းတဲ့သဘောအကြောင်းရှိသည့်အားလျော်စွာ ဖြစ်နေတဲ့သဘောအနိစ္စဒုက္ခအနတ္တဆိုတာအဲ့ဒါပဲလေဟုတ်လား အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားကိုအနိစ္စဒုက္ခအနတ္တအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အဲ့လိုကြည်နေလို့ရှိရင်အတ္တန်ဟိရန်အတ္တန်ကုတ်ပံအဲ့ဒီကြည်နေတဲ့အခိုက်အတ္တမှာဒီစိတ်ကိုအဲ့ဒီကိုကြည်နေတဲ့အာယုန်တွေကကိုမြင်နေရတဲ့အဲ့ဒီသဘာဝတရားတွေကလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးတဲ့ဘလောက်ကောင်းတော့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုကိုကအမှန်တိုင်းမြင်နေတဲ့အခိုက်အတ္တလေးမှာအဲ့ဒီကို အမှန်တိုင်းမြင်နေတဲ့အာယုန်လေးက ကိုယ်စိတ်ကိုຢာကဖြစ်အောင်လဲမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လဲမဖြက်ရှင်းနိုင်ဘူးဆိုလိုတာကအဲ့ဒီအချိန်မှာစိတ်ကအလွန်ကိုပဲအည်အသွေးရှိတယ်အလွန်ကိုပဲတန့်ရှင်းတယ်ဖြူရှင်တယ်ကောင်းမွန်တယ်ဘာလို့လဲဆိုຢာကဒေါသတို့ဖြင့်เนาะဖြားရောက်ခြင်းဖြက်ရှင်းခြင်းကို မခံရလို့တော့စိတ်မှာအညစ်အကြေးကင်းသွားတာပေါ့เนาะအဲ့ဒါလို နေတဲ့နီးဟာဘဝမှာအမြင့်မားဆုံးအမြင့်မြတ်ဆုံးနေတဲ့နီးလို့ ဆိုရမယ်ဟုတ်လားကိုယ်စိတ်မှာနော်ရာဂဒေါသမောဟမဖြစ်အောင်နေတဲ့နီးလောက်ကောင်းတဲ့နီးပဲရှိမယ်တော့ဟုတ်လားဒါကြောင့်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားလေးကိုအိဋ္ဌဒုက္ခအနတ္တပဲဟဲလို့အမှန်သိအောင်အမှန်မြင်အောင်ကြည်ပြီးတော့နေရှုပြီးတော့နေအဲ့လိုနေလို့ရှိရင်ဒီအာယုန်တွေကဒီသဘာဝတရားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖျားယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းမဖျက်ဆီးနိုင်ဘူး အဲ့ဒါလိုနေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့တန်ဝိတော်မနုပြွေရည်ဆိုတာအဲ့ကိုပြောတာဟုတ်လားပိစုပန်နေစယောဓမ္မတထတထဝိပတတိအတန်ဟီရာအတန်ကုတ်ပံတန်ဝိတော်မနုပြွေရည်ဟာသူကလုပ်ငန်းစဉ်ကိုပြတယ်အလွန်ရှင်းလင်းပြသားတဲ့ဒေသနာတော့နော်ကာထာနှစ်ပုဒ်ဟုတ်လားပထမကာထာဘာပြောတော့အတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ တိကြပြောရင်အတိတ်ကိုလည်းစိတ်ကအစဉ်လိုက်မနေနဲ့အနာဂတ်ကိုလည်းအစဉ်လိုက်မနေနဲ့ဟုတ်လားဟိုမိခင်နွားမကြီးရဲ့နောက်ကိုမွေးကာသနွားငယ်လေးဟာတကောက်ကောက်လိုက်နေတယ်ဘယ်သွားလို့မှသူကမပြတ်ဘူးလိုက်နေတယ်အဲအစဉ်လိုက်နေတယ်ဆိုတော့ခေါင်းထဲမှာအဲ့ဒီဥမာလေးပေါ်လာတယ်မြတ်စွာဘုရားလည်းအဲ့ဒီဥမာလေးခဏခဏပေးတာရှိအဲ့လိုပဲဘုံဘုံတို့စိတ်တွေကအာယုံနောက်ကိုအစဉ်လိုက်နေတယ်တကောက်ကောက်နဲ့လိုက်နေတယ်ဘယ်ပဲလိုက်နေတာများအတိတ်သို့မဟုတ်အနာဂတ် မရှိတော့တာတွေနောက်ကိုလိုက်နေတာနော်မရောက်သေးတာတွေနောက်ကိုလိုက်နေတာနော်လောက်မှန်ပါတော့စဉ်းစားကြည့်နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားအတိတ်ကမရှိတော့ဘူးအနာဂတ်ကမရောက်သေးဘူးအတိတ်ကိုအရှင်မလိုက်နဲ့အနာဂတ်ကိုအရှင်မလိုက်နဲ့ဘလို့နေရမှာတော့အခုပြစ္ဆုတ်ပါမှာဖြစ်နေတဲ့သဘာဝတရားကိုအမှန်သိအောင်ကြည့်ပြီးတော့နေအဲ့ဒါဆိုလို့ရှိရင်ဒီစိတ်ကလောဘဒေါသမဖြစ်ဘူးအဲ့ဒီလိုမြင်မာတဲ့နေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့ဒါနေနီး ကောင်းဆုံးအကျင့်မြတ်ကိုမြတ်စွာဘုရားညွှန်ပြဟုတ်လားအဲ့ဒီလိုနေတဲ့နီးနဲ့ဘယ်သူတွေနေကြတာတော့အမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့လူတွေဟာနေကြတယ်တဲ့အဲ့ဒီနှစ်ကာထာပြီးမှသောသောကာထာကိုမြတ်စွာဘုရားဟောတာနော်အစ္စေဝကိစ္စမာတ္တပံဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလွန်မမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ကိုယ်စင်ညာမတဏ္ဍသူဝေမနဲ့ပြန်မှာရှင်တန်ခွင့်ရအောင်မယ်မရတော့ဘူးဆိုတာဘယ်သူမှမသိနိုင်ဘူး။ဘာကြောင့်မသိနိုင်တာတော့အကြောင်းပြချက်အလွန်ကောင်းတယ်နော်။ မဟာတိနေနမေဇုနာများစွာစਿੱတိရှိသောတေမင်းနဲ့နာဟိနောတင်္ကရတေနတတ္တဝါတွေဟာချိန်ထားတာမရှိဘူး။ပျက်စီးတဲ့အကြောင်းတရားအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တတ္တဝါတွေဟာဘယ်ချိန်မှတို့တည်ကြမယ်ဘယ်ချိန်မှတို့ပျက်စီးကြမယ်လို့နော်ဒီလုံးတိုက်ထားတာချိန်ထားတာမရှိဘူးတဲ့။ဟောဆိုလိုတာကသောသောကပြောတဲ့အလွန်မွန်မြတ်တဲ့အဲ့ဒီဝိပဿနာအကျင့်ကိုနော်အဲ့ဒီလိုခံယူချက်နဲ့အော်မနေ့ပြန်တော့မှငါရှင်ဖို့မသေးကြဘူးဆိုတဲ့ခံယူချက်နဲ့ စဉ်းစားကြည့်နော်ဒီခံယူချက်မျိုးဖုံဖုံတို့မှာရှိဖို့မလွယ်ဘူးနော်မနှက်ဖြန်တောင်ကမတည်ကြဘူးဆိုရပါစို့ဩမနှက်ဖြန်မှာမုတ်ချကိုတည်မဲ့လူတယောက်တည်တံပေးခံရလို့ပဲဖြစ်စီဒါမှမဟုတ်တစုံတစ်ခုသောအကြောင်းကြောင့်သူကြိုတိနေတယ်ကြိုတိနေလို့ပဲဖြစ်စီမနှက်ဖြန်တည်တော့မယ်သူ့ရဲ့ရှင်သန်မှုကဒီနေ့တည်းရဲ့ပဲရှိတော့တယ်ဆိုရင်ကိုမြန်းတကယ်လို့အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မလဲစိတ်တရားဘလို့တွေတွေးမယ်လို့ထင်ရလဲ စဉ်းစားကြည့်နော်အကောင်းဆုံးလို့ကိုပဲလုံးပါနော်ဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့လောက်ဝေးဝေးမဟုတ်ပါဘူးအဲ့ဒါလည်းပို့ပြီးတော့နီနီကကတွေးကြည့်ခဏနေရင်ကိုတည်တော့မယ်လို့မြန်တိခဲ့မယ်ဆိုရင်ဒါအခုချိန်မှာနော်ဒီလိုအနေအထားမျိုးကြီးတွေးဖို့ဆိုတာအဝေးရှိသေးတယ်လို့ကိုကထင်နေပြီမလို့တေချာတာကတော့တစ်ချိန်ချိန်မှာအဲ့ဒီအနေအထားရောက်အောင်ပါနော်ဟာငါတော့ခဏနေရင်တည်တော့မှနဲ့တူပါရဲ့ဆိုတဲ့နော်အတွေးမျိုးတွေးရတဲ့အနေအထားကိုဖုံဖုံတို့တူတူရမုတ်ချရောက်မှာနော် အဲ့ဒီမရောက်သေးပေမဲ့လို့ရောက်လာမယ်အဲ့ဒီအခြေအနေကိုအခုကြိုးပြီးတော့စိတ်ကူးကူးကြည့်စမ်းပါခဏနေရင်ငါတေတော့မှာလားလို့တွေးမိတဲ့အချိန်မျိုးဆိုရင်အဲ့ဒီငါဘာလုပ်မှာတော့နော်ကောင်းတာမှရိုးရိုးကောင်းတာမလုပ်ဘူးကောင်းတဲ့မှာထက်ရွေးရုံးမှာဟုတ်တယ်မို့လားပုံမလို့ထမင်းစားတော့လဲရွေးနေတာပဲလေ ဟင်းတွေအကုန်လုံးကစားလို့ရတဲ့ဟင်းတွေကြီးပဲဒါအကောင်းလေးတွေကြီးချက်ထားတာပဲလေရေထည့်လဲတန်တန်လေးထည့်ထားတာစီလဲအကောင်းလေးတွေအကုန်လုံးချက်ထားတာအဲ့ဒါတောင်မှဟင်းခွက်ထည့်ရောက်ပြီဆိုတော့ထပ်ပြီးတော့ဘာလုပ်သေးတော့ရွေးသေးတယ်နော်ရွေးပြီးတော့ပကံများတဲ့ရောက်တော့လည်းပဲအကောင်းဆုံးထင်တာကိုပဲတစ်ခါထပ်ပြီးတော့အရင်ရွေးပြီးတော့စားပြန်တာပဲဟုတ်လားအမြဲတမ်းရွေးနေတယ်အဲ့လိုပဲဘုန်းတို့စိတ်ကရွေးချယ်မှုနဲ့နေတာပေါ့အဲ့တော့ငါခဏနေသေးတော့မှလားဆိုတဲ့အတွေးမျိုးတွေးရပြီဆိုရင် ပထမကောင်းတာကိုမြ мян ကိုမကောင်းတာတော့စင်းရဲကိုမထဲ့တော့ဘူးဟုတ်လားကောင်းတာကိုလုံအဲ့ဒီကောင်းတာကိုမှကောင်းတာတွေတဲကမှပို့ပြီးတော့ကောင်းတဲ့ထက်ကောင်းတဲ့အရာကိုထပ်ပြီးတော့မလုပ်မလို့ရွေးချယ်စီစီအောင်မယ်အမဲဆိုတာဖေကလည်းအဲ့ဒါကိုရွေးပြတယ်လို့ဘုံဘောကထင်ပါတယ်မနေ့ဖြန်တောင်မသေးကြတော့ဘူးလို့နော်အမြင်ရှိတဲ့လူတစ်ယောက်ကဒီနေ့ဘာလုပ်မလဲဒီနေ့ဘာလုပ်မလဲအကောင်းဆုံးလုပ်ကိုလုပ်မယ်အဲ့ဒီအကောင်းဆုံးလုပ်ကရှေ့နှခါထာနဲ့ပြောထားတယ်နော် တိတ်ကပြီးခဲ့ပြီမရှိတော့ဘူးအနာဂတ်ကမရောက်သေးဘူးနော်ဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့အခုလောလောဆယ်ပြည့်စုံပံဖြစ်နေတဲ့သဘာဝတရားတွေကိုသာနော်အမှန်ကန်သိအောင်ကြိုးစားကြိုးစားပြီးတော့သွားဒါဆိုရင်အဲ့ဒီစိတ်ဟာနော်လောဘဒေါသကင်းတဲ့အတွက်ကြောင့်အလွန်မှတန်ဖိုးရှိတဲ့အဆင့်မြင့်စိတ်ဖြစ်အောင်လေ့ကျင့်ရရောက်တယ်ဒီလိုနေနည်းနဲ့ပညာရှိတွေကနေကြတယ်အဲ့ဒါပြီးတော့မှဒီခါထားလေးကိုဟောတာဟုတ်လားမနေ့ဖြန်တောင်နေဖို့မသေးကြဘူးလို့ ဟုတ်လားအမြင်ရှိတဲ့လူတယောက်ကဒီနေ့အလုတ်တင်သုံးလို့ကိုသူလှုပ်လိုက်မယ်ပေါ့နော်အဲ့ဒီနီးနဲ့မြတ်စွာဘုရားတိုက်တွန်းတာအဲ့ဒါမှနေကုန်းကျုံနောက်ဆုံးကထာလေးရပါလာတော့ဧဝံဝိဟာရိအာတာပိဟောရတ္တမတ္တန္တိတံတံဝေဘတ္တိကာရတောတိတန်တော်အာသိခတိမုနိဟုတ်လားအဲ့ဒီလိုမနှက်ပြန်တောင်မှမသေးကြတော့ပါဘူးဒီနေ့ကိုပဲဒီလုတ်ကိုလှုပ်တော့မယ်ဆိုတော့ဒီနေ့လည်းပဲအချိန်နေသိပ်ပြီးတော့ဖြုံနေတော့မှမဟုတ်နော်ဒီလုတ်ကိုပဲဆက်တိုက်သူရသလောက်ကြိုးစားပြီးတော့လှုပ်သွားမယ်ဟုတ်လား အဲ့ဒီစိတ်ကူးမျိုးနဲ့အဟောရတမတ္တန္တိတံနေရောညင်ရောတဲ့ဟောညတော်မအိတော်ဘူးသူကနေရောညင်ရောမပြင်းမရှိအတ္တန္တိတံဆိုမပြင်းမရှိနေရောညာရောမပြင်းမရှိဧဝံဝိဟာရိအတာပိန်ပြင်းထန်တဲ့လုံလဝရိယနဲ့အဲ့ဒီအလုတ်ကိုလှုပ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုတံဝေဘတ္တိကာရတောတိတဲ့ဒီလိုကတော့ကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်ပဲလို့နော်တန်တော်အာသိခတိမုနိ ိလေသာငြင်းအေးတော်မူပြီးဖြစ်ကြတဲ့နော်ဘုရားရှင်ကိုရောမြတ်ကြီးတွေကအဲ့ဒါလိုချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကနေမှာနော်နေနေတဲ့အချိန်နေမှာအကောင်းဆုံးနေမှာညအိပ်ဆက်တဲ့အချိန်မှာနောင်လာကင်းကင်းနဲ့ပီတိနဲ့ပတ္တိနဲ့ကောင်းကောင်းအိပ်ရမှာဒါကဘုံဘုံကအပေါ်ရန်ကောင်းတော်ညရဲ့အတိတ်ပဲလေးကိုတွေးကြည့်တာပါဟုတ်လားနေမှာကောင်းကောင်းနေမထားဘူးခပ်ပေါ့ပေါ့ပဲနေထားတယ်ဆိုညအိပ်ဆက်ခါနေမှာ နော်ကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့ပီတိဖြစ်မှာမဟုတ်ဘူးကောင်းကောင်းနေထားတဲ့နေ့လောက်ကတော့စိတ်ထဲမှာနှစ်သက်မှုဝမ်းမြောက်မှုကြည်လင်မှုချမ်းသာမှုရှိမှာမဟုတ်ဘူးနော်နေ့မှာကောင်းကောင်းနေထားတယ်ဆိုရင်ညဘယ်လိုဖြစ်သွားမလဲဟာအရန်ကောင်းသွားမှာဟုတ်လားအေးရတာကိုဆိုချမ်းသာသွားမှာနော်ဟုတ်လားဒါကြောင့်ကောင်းသောညလို့ပြောတဲ့စကားလေးရဲ့အဓိပ္ပာယ်ကလည်းစဉ်းစားရကောင်းတယ်နော်ဘတ်ဒီကာရတကောင်းသောညနော်ဂါထာ၄ပုဒ်နော်အဲ့ဒါဒီဂါထာ၄ပုဒ်ကိုမြတ်စွာဘုရားလက်ထက်က နော် net ပြည်လောကမှာတောင်မှထင်ရှားတယ်အဲ့ဒါတချို့ net တွေဟာဒီဂါထာလေးဘုတ်ကိုအရကျက်ထားတာတောင်ရှိတယ်လို့ပြောတယ်ဟုတ်လားတချို့ဆိုရင်ယဟန်တွေကိုလာပြီးတော့တိုက်တွန်းတာရှိတယ်ဒီဂါထာတွေအကျဲအကျင်းတွေရဲ့အတိတ်ဘယ်ကိုနားလည်အောင်လုပ်ပြီးတော့ရွတ်အံတရေစေမယ်ဆိုလို့ရှိရင်အလွန်မှအကျိုးကြီးတယ်ဟုတ်လားဘုံဘောတော့အတိတ်ဘယ်အလွန်ကောင်းလို့နော်ပေးဒီပါတွေရွတ်တာလည်းပဲရွတ်ပေါ်အလွန်ကောင်းပါတယ်ဟုတ်လားကုံတော်တွေမေတ္တာတွေရွတ်တာအလွန်ကောင်းပါတယ်ဟုတ်လားသို့တော့ဒီဂါထာတွေကိုလည်းပဲ ရွတ်တင်တယ်လို့မထင်ဘူးလားနော်ဘာမှမကြောက်ဘူးနော်ခဏလေးကိုယ့်ရဲ့ဒီမေးလျော့နေတဲ့စိတ်ကိုတဖန်ပြန်ပြီးတော့နော်အစ်စ်ပြန်လှုပ်ပေးရနှုတ်ဆွပေးရလဲရောက်မယ်ပေါ့နော်ဘဝမှာဘလို့နေရမယ်ဆိုတာလေးကိုဒါမြတ်စွာဘုရားရဲ့ဆန္ဒပေါ့မြတ်စွာဘုရားရဲ့ဖြစ်စီခြင်းတဲ့သဘောလေးတွေလည်းပဲဒီထဲမှာထင်းထင်းရှားရှားမတွေ့ရဘူးလားတွေ့ရရနော်အလွန်ကောင်းတယ်ဟုတ်လားအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့ ခုလောလောဆယ်ဖြစ်နေတာလေးကိုအနိစ္စဒုက္ခအနတ္တလို့အမှန်သိအောင်ကြိုးစားပြီးတော့နေဒါဆိုရင်ဒီစိတ်ဟာလောဘဖြစ်အောင်လည်းအဖျားယုံမခံဘူးဒေါသဖြစ်အောင်လည်းဖြည့်ဆည်းမခံဘူးအဲ့လိုနီးနေပညာရှိတွေကနေကြတယ်ဒီမြင့်မြတ်တဲ့အလို့ကိုဒီနေပဲလှုပ်လိုက်မနဲ့ပြန်ဆိုတာမသေးကြဘူးဘာလို့မသေးကြတာတော့ပျက်စီးတဲ့အကြောင်းတရားမျိုးစုံရှိတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေလို့မနဲ့ပြန်မသေးကြတာဟုတ်လားအဲ့ဒီလိုစိတ်တတ်မျိုးနဲ့နေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင်အဲ့ဒီလိုပုံကိုမျိုးကို ငြင်းအေးတော်မူဖြစ်တယ်ဘုရားဆရာရှိတယ်သူတော်ကောင်းကြီးတွေကကောင်းတော်ညာရှိတဲ့ပုဂ္ဂိုလ်လို့ပြောရတယ်တဲ့ချီးမွမ်းကြတယ်တဲ့ဟုတ်လားဒါကြောင့်တရားတွေကတော့ကောင်းတဲ့တရားတွေကြီးပါပဲသို့တော့ကောင်းတဲ့တရားတွေတဲကမှကိုယ်စိတ်နဲ့ပိုးပြီးတော့နော်နှစ်ချိုက်တဲ့ထပ်ပြီးတော့ရွေးမယ်ဆိုရင်ဒီတရားလေးကစိတ်ထဲမှာအလုံးမကိုပဲနှစ်တက်ရတဲ့တရားတစ်ပုဒ်ဒါလေးကိုနောက်ဒီကမာကြီးတို့ဘုံဘုံတို့အမြတမ်းဝေခါနေလေးမှာစိတ်ထဲမှာနော်ကုစုအစွမ်းတတ္တိတွေပို့မှုပြီးတော့ထက်မြက်စီဖို့ ကုသိုလ်တရားတွေပို့ပြီးတော့ဖြူစင်စေဖို့နှလုံးသွင်းစင်ကြင်ဖို့ဒါလေးကိုပြောပြပါတယ်ဟုတ်လားဒါဆိုရင်အလှူဒန်းထားတဲ့ကုသိုလ်ရှိတဲ့သီလဆောက်တည်ထားတာရှိတဲ့အခုတရားနာရင်ဖြင့်တမာရီပညာကုသိုလ်ကောင်းမှုများလဲအထိုင်လဲရောက်ဖြစ်သွားကြတယ်ပေါ့နော်အဲ့ဒီကုသိုလ်ကောင်းမှုတွေမိမိတန်တာမှာရှိနေပြီဆိုရင်ဒီကုသိုလ်ကောင်းမှုတို့ကြောင့်မဉဏ်ဖူညာမျက်နှာပံကိုမျက်မှောက်ပြုပြရရှိလို့ဆုတောင်းကြရမယ်ဟုတ်လားဒါကြောင့်တရားနာနေကြတဲ့ပေသက်ပေါင်းသူတော်ကောင်းတို့သည်နော်မဉဏ်ဖူညာမျက်နှာပံကိုလျင်မြန်ထုတ်ချောင် မျက်မှောက်ပြုနိုင်သည့်အထိကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း